ပြည့်တော်ဒီဗုဒ္ဓအဟောတွေမှာပါတဲ့ဒီနတ်ပြည်မြမာပြည်ငရဲပြည်နဂါးပြည်တို့ဟာဗမာရှိပါတယ်လေဗျာဒီပြည့်တော်အနည်းဆက်ဆုံးဘလို့ပုံဖော်လို့ရနိုင်ပါလဲရှင်ပြည်လို့ဆိုတဲ့အတိတ်ဘက်ကိုအရင်ကြည့်ရအောင်မြမာပြည်လို့ဆိုတာမြမာလူမျိုးတွေအများစုနေတာဒီပြည်လူမျိုးတွေလည်းရှိတာပဲเนาะမြမာလူမျိုးတွေအများစုနေတဲ့နေရာကိုမြမာပြည်လို့ခေါ်တယ်လို့ပဲဆင်းရဲဒုက္ခနဲ့ ဘဝအကုသိုလ်ကံတွေကြောင့်ဆင်းရဲဒုက္ခအတိပြည့်တဲ့ဒီရပ်ဝန်းတစ်ခုမှာဒုက္ခခံစားနေရတဲ့သတ္တဝါတွေနေတဲ့နေရာကိုငရဲပြီလို့ခေါ်မှာမှန်ပါဗျာနော်မှန်ပါဗျာဘယ်နေရာမှာရှိသလဲဆိုတော့မြတ်စွာဘုရားကဘယ်မှာရှိတယ်လို့တိုက်ရိုက်ပြောထားတာတော့မရှိဘူးဖုံးဖုံးအတွေ့နဲ့ပြောရမယ်ဆိုလို့ရှိရင်အများရမီးလောင်နေတဲ့အတွင်းထဲမှာပူလောင်နေတဲ့ဒီမီးလောင်နေဆိုတာရှိတယ် အဲ့ဒီမေးတော်နေထဲမှာတက်ရှိတော်ဟာအနေနဲ့ဖြစ်နေတဲ့ကောင်းနေဟာအများအားပူလောင်နေမှာပဲမှန်ပါဗျာနေယူသီးထဲမှာမွေးတဲ့ပိုးလိုပဲပေါ့နော်မှန်ပါဗျာအဲ့လိုမျိုးတော့မရှိနိုင်ဘူးလားရှိနိုင်အခုရေဘူးတွင်နေပါလေဆိုတာစာပေကျမ်းကအရပြောမယ်ဆိုရင်တပောတာမြင့်ဆိုတာအိန္ဒိယမှာရှိတယ်မှန်ပါဗျာအဲ့တပောတာမြင့်ခါတပောတာဆိုတာတပဆိုတာပူတဲ့ဥဒါကရေမှန်ပါဗျာရေဘူးစမ်းစီစင်းတဲ့မြင့်မှန်ပါဗျာ အဲ့ဒီမြေကဘာကြောင့်ရေပူဖြစ်ရတယ်လဲလို့ဆိုရင်လောဟကုံမီလို့ခေါ်တဲ့ငရဲအိုကြီးနှစ်ခုကြာဖြတ်စီလာတယ်ဆိုတော့စဉ်းစားကြည့်ရတာကမီးတောင်ကြီးနှစ်ခုကြာကနေဖြတ်စီလာတော့ဟိုဘက်ကလည်းမီးတွေလောင်နေတယ်ဒီဘက်ကလည်းမီးတွေလောင်အဲ့ကြားထဲကဖြတ်စီလာလို့ဒီရေပူသွားတာဆိုတော့အဲ့တော့တချို့စာကျမ်းလေးတွေအနေနဲ့ပြောရမယ်ဆိုရင်တော့မြေကြီးအောင်မှာငရဲပြီဆိုတာရှင်းနိုင်တယ်ပေါ့နော်မှန်ပါဗျာရှင်းနိုင်တယ်လို့ပြောအစဉ္ဒုက္ခ ရောက်တဲ့ပုံကူတွေတရားတွေပေါ့ဒုက္ခခံရတဲ့တရားတွေအေးမြတ်မြတ်မနေရဘဲနဲ့အမြဲတမ်းဒီဆဲဒုက္ခခံနေရတဲ့တရားတွေနေတဲ့ဣရိယာကြီးတစ်ခုကိုငရဲပြေပြောမှာအဲ့ဒီငရဲပြေကိုမြတ်စွာဘုရားပုံဖော်ပြီးတော့ဟောထားရှိတယ်မှန်ပါဗျာမြင်ရတာလဲ60လောက်ဆရာကြားရတဲ့အတန်ကလည်းကြောက်เสียလန့်เสียအနံ့ကြီးကလည်းမခတ်နိုင်တော့အောင်ဆိုတဲ့အနံ့ ်ပါဗျာလျာကအရသာလည်းပဲလုံးဝခံရခဲ့တဲ့အရသာခန္ဓာကိုယ်လာထိတာလည်းပဲလုံးဝအထိတွေ့မကောင်းတဲ့ဟာစိတ်ထဲမှာကူးလိုက်ရရင်လည်းအကောင်းတစ်ခုတစ်ခုမှမရှိတဲ့မျက်စိနန္နာလျာကာရလို့ဆိုတဲ့လူရဲ့ခန္ဓာကိုယ်မှာဆက်သွဲတဲ့အရာတွေဟာအာလုံးဟာကြောက်စရာလန်းစရာဟိုစိတ်ပချမ်းသာကြရာကြီးနဲ့ကြုံတွေ့နေရတဲ့သရဝါတွေကိုငရေနေရခံရတဲ့သရဝါလို့ခေါ်တယ်မှန်ပါဗျာ အဲ့ဒီငရေသားတရွာတွေနေထိုင်ရာဧရိယာကြီးတခုမင်းကြီးတို့ပြောတာမှန်ပါဗျာ။နတ်ပြည်ဆိုတာကတော့လူတွေနေတဲ့နေရာအပါဝင်လို့ပြောမယ်။ဘာလို့ဆိုဘုံမစိုးနတ်ဆာရှိတယ်။မှန်ပါဗျာ။တပည့်ဆက်ကြတယ်မှာဘုံမနန်ဒီဝနန်သတ္တံသုတ်တော်ဟာမှန်ပါဗျာ။သတ္တုမာရာဇိကဒီဝါလို့ဆိုပြီးတော့မှန်ပါဗျာ။လူပြည်မှာလူတွေနဲ့လက်ပေါင်းတည်းနေတဲ့ အိဆောင်နတ်တို့ចောင်းဆောင်နတ်တို့ရှုကဆိုးတို့ဘုံမဆိုးတို့ဆိုရှေ့လေမှန်ပါဗျာအဲ့ဒါအဲ့ဒီသူတို့ရဲ့နေထိုင်တဲ့ area ဟာဟိုအထက်လွတ်လပ်တဲ့အကာသအထီအောင်သူတို့ဆန္ဒဒုက္ခနဲ့ပြည့်စုံတဲ့တရဝါရီနေထိုင်တဲ့နေရာကိုနတ်ပြည်လို့ခေါ်တာပဲမှန်ပါဗျာပြမဆိုတာကသူကမြင့်မြတ်တဲ့စိတ်နဲ့အမြဲတမ်းနေချတယ် မေတ္တာကရုဏာမုရိဒဥပိ္ပခာဆိုတဲ့ပြပစိုးတရားနဲ့အမြဲတမ်းနေတယ်။သို့သောမြမပြည်ကိုရောက်တာဒါနနဲ့သီလနဲ့တည်းမရောက်ဘူး။တမန်ပါဗျာ။တပထချင်းစဉ်တစ်ခုပေါပေါရောအောင်မြောင်ကျင့်နိုင်မှမြမပြည်ကိုရောက်တာဖြစ်တယ်။တမန်ပါဗျာ။အဲ့ဒါလေချင်းစဉ်ရင်တူတဲ့ပုံကိုယ်တွေဟာဆန်းလို့ခေါ်ရတာပေါ့နော်။တမန်ပါဗျာ။တပထချင်းစဉ်ကျင့်လို့အဲ့ဒီအကြောင်းတရားတွေတူညီပြီးတော့ရောက်ရှိသွားတဲ့ ပုဂ္ဂိုလ်တွေရဲ့နေထိုင်ရာဧရိယာတစ်ခုကိုပြမပြည့်လို့ပဲပြောရမှာပေါ့မှန်ပါဗျာနော်ငကားပြည့်ဆိုတာကတော့စာရဲပေတဲ့မှာတော့သူကပင်လေအောက်မှာအဓိကအများကြီးရှိတယ်ပေါ့နော်မြစ်မို့တောင်အောက်မှာလည်းရှိတယ်လို့ဆိုတယ်အဲ့တော့ငကားလို့ဆိုတာပမပြည့်ကငကားဆိုတာတော့ပကြီးဆရာကြီးရဲ့ကောင်းမှုနဲ့အချွန်တက်ပါမငကားလို့ထင်တယ်မှန်ပါ အိန္ဒိယနိုင်ငံမှာဆိုလို့ရှိရင်ဒီကောဘရာဆက်ပွေဟောက်ကြီးတွေကိုနိမ့်မှန်ပါဗျာနဂါလို့ခေါ်တာမှန်ပါဗျာအဲ့ဒီနဂါကနေနဂါလို့ပြောလာကြတာမှန်ပါဗျာအိန္ဒိယနိုင်ငံမှာနဂါဆိုတာအဲ့ဒီပပြင်းထောင်တဲ့မွေဟောက်ကြီးတွေကိုအဓိကထားပြီးတော့ခေါ်တယ်ဘမအယူဆနဲ့နဂါဆိုတာဒီကနေ့လူတွေကမတွေးကြတော့သူကမွေဟောက်ကိုမွေဟောက်တို့ပွေတို့ပေါ့နော် အဲ့ဒီအကောင်လေးကိုနာဂလို့ခေါ်တာအဲ့အဲ့ဒီအကောင်လေးကမြေကြီးအောင်မှလည်းရှိတယ်အကောင်ကြီးကြီးတွေကြတော့ပင်လယ်အောင်မှလည်းရှိတယ်အဲ့တော့သူတို့အများဆုံးနေတဲ့ဧရိယာကိုနဂါပြေလို့ခေါ်မှာနော်ဒါကတော့တရဝါးတွေရှိတဲ့နေရာတစ်ခုအများဆုံးရှိတဲ့နေရာတွေကိုရည်ညွှန်းပြီးခေါ်တာ